မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလာဗေဒါညွှန်ကြားမှုဦးစီးဌာနကနေဧပြီလ21ရက်ဒီကနေ့နေ့9နာရီချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြီးညာပါမယ်ရှင်မင်္ဂလာပင်လယ်အော်အလဲပိုင်းတွင်တိန်နေငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နဲ့ကြမ်းမင်္ဂလာပင်လယ်အော်တို့တွင်တိန်အင်းတင်တင်မတင်ထူထန်နေပါတယ် ဒီကနေ့ညနေအထိခမ်းမကျကတော့တနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာအနှံ့အပြားသခိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ချင်းပြည်နယ်တို့တွင်နေရာဆိတ်ဆိတ်နေပြီးတော့သခိုင်းတိုင်းဒေသကြီးအောက်ပိုင်းရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်နေရာကျဲကျဲ၊ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာကွက်ကြားမှုထိကျုံရပါမယ်။ရွာရံတို့ရှေ့ဆဲဖြစ်ပါတယ်။မိုးတိမ်တော့ဖြစ်ပေါ်မှုအခြေအနေအရာတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်၊ချင်းပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်မိုးတိမ်တော့များဖြစ်ထွန်းလျက်ရှိပြီး ်အဆိုပါမိုးတင်တော်များရွေရှာရနေရတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်တိုက်ခိုက်ခြင်းမိုးထေချုံခြင်းမိုးကြိုပြခြင်းပြည့်စည်လက်ခြင်းနှင့်မိုးသီကျွေခြင်းစားရဲမိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်အကျိုးတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါသည်မြန်မာပင်လယ်ပြင်တွင်လှိုင်းနေငယ်မှလှိုင်းသိမ်းတင်ရှိပါမည် လိုင်းမြန်မာ မြမကန်ရွမ်းတရှောင်းနယ်ကန်လိုပင်လေပင်တို့တွင်၄ပေမှ9ပေခန့်ရှိနိုင်ပါသည်။နောက်နှစ်အတွက်ခမတ်ချက်ကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းတရင်းသာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းတို့တွင်နေရာစစ်ဆေးမှနေရာအနှံ့အပြားမှုတွေကြုံရပါမယ်။နေပြီးတော့ရန်ကုန်မြို့မန္တလေးမြို့နယ်ဒီတဝိုက်အတွက်ဒီကညနေဒီခမ်းမချက်ကတော့တိမ်သေးသေးဖြစ်ထွန်းပြီးမိုးထေချုံရီနေရာကွက်ချမှုရောင်းနိုင်ပါတယ်ရွာရန်လုံး60ဖြစ်ပါတယ်ရှင်